ရုရှားတင်ကားထောင်ပေါင်းများစွာဆုံးရှုံးနေဆိုတာကိုမယုံနိုင်စရာရှိပေမဲ့အမှန်တရားတွေပါတင်ကားထောင်ပေါင်းများစွာပျက်စီးသွားပြီးလေရင်ရာပေါင်းများစွာဖျက်ဆီးခံရပါတယ်ရုရှားစစ်သားတိမ်နီပါပေဆုံးဒဏ်ရာရဒါမှမဟုတ်ပျောက်ဆုံးသွားခဲ့ပါတယ်ဒါဟာစစ်ပွဲတစ်ခုမဟုတ်တော့ဘဲပြိုလဲမှုတစ်ခုဖြစ်ပြီးဒီအကောင်လုံးရဲ့တာဝန်ရှိသူကတော့ဗလာဒီမာပူတင်ပါစစ်ရေးလှုပ်ရှားမှုအဖြစ်စတင်ခဲ့တဲ့အရာဟာ mid grinder တစ်ခုအဖြစ်ပြောင်းလဲသွားခဲ့ပြီးစက်ပစ္စည်းတွေတောင်မှ ရုရှားရဲ့အင်အားကြီးမှုဆိုတဲ့ဒဏ္ဍာရီကိုပါပျက်စီးစေခဲ့ပါတယ်။ရုရှားဟာတပ်ဖွဲ့ဝင်တွေလက်နက်တွေနဲ့အချိန်တွေပြတ်လတ်လာနေပြီဖြစ်ပါတယ်။ဧပြီလ29ရက်နေ့မှာ KF Independent ဟာ2022ခုနှစ်ဖေဖော်ဝါရီလမှာပူတင်အပြည့်အဝထိုးစစ်ဆင်မှုစတင်ခဲ့ကြတဲ့ကရုရှားရဲ့လူဝင်အားဆုံးရှုံးမှုအတိုင်းအတာကိုအသေးစိတ်ဖော်ပြတဲ့အစီရင်ခံစာတစ်ခုကိုထုတ်ပြန်ခဲ့ပါတယ်။၃နှစ်ကျော်ကြာစစ်ပွဲတွင်ရုရှားဟာစစ်သား6,5860ဦးကိုတေဆုံးဒဏ်ရာရ ဒါမှမဟုတ်ဖမ်းဆီးခံရမှုတွေနဲ့ဆုံးရှုံးခဲ့ပြီးဒါဟာတစ်နှစ်ကိုစစ်သား3,100ခန့်ဆုံးရှုံးမှုနဲ့ညီမျှပါတယ်။ဒီစစ်ပွဲဟာအစပိုင်းမှာလှင်မြန်တဲ့ထိုးစစ်ဆင်မှုပြီးဆုံးပြီးကြတဲ့ကရက်ဆက်ကြမ်းကြုတ်တဲ့ Mid Granger အဖြစ်ဆက်လက်ရှိနေခဲ့ပါတယ်။ဒီမယုံနိုင်စရာတပ်ဖွဲ့ဝင်ဆုံးရှုံးမှုတွေဟာဒုတိယကမ္ဘာစစ်ကတည်းကရုရှားကတိုက်ပွဲတစ်ခုထဲမှာကြုံတွေ့ခဲ့ရတဲ့အကြီးမားဆုံးဆုံးရှုံးမှုတွေဖြစ်ပြီးပူတင်ရဲ့ရိုးရွင်းနေတဲ့ထိုးစစ်ဆင်မှုဟာရုရှားရဲ့စစ်ပစ္စည်းတူလောင်မှုတွေကိုကြီးမားစွာထိခိုက်စေခဲ့ပါတယ်။ စစ်မြေပြင်ပေါ်မှာတင်ကား1928စီးဟာအပြက်စီးတွေဖြစ်ရှိနေပြီးဒီတင်ကားများစုဟာဆိုဗီယက်ခေတ်ကမော်ဒယ်အဟောင်းတွေဖြစ်ပါတယ်။စစ်ပွဲမဖြစ်ခင်ကရုရှားမှာတင်ကား3300ခန့်ရှိတယ်လို့ယူဆခဲ့ပေမဲ့အဲ့ဒီတင်ကားတွေအားလုံးဒီပါဆုံးရှုံးသွားခဲ့ပြီးထပ်ဆောင်းဆုံးရှုံးသွားတဲ့တင်ကား8000ခန့်ဟာဆယ်သုနှစ်ပေါင်းများစွာတင်စီထားခဲ့မော်ဒယ်အဟောင်းတွေဖြစ်ပါတယ်။ရုရှားဟာအခုဆိုရင်ဒီတင်ကားတွေကိုအကုန်လုံးဒီပါသုံးဆွဲပြီးပြီဖြစ်ပြီးကြံရှိနေတာတွေကအကျွမ်းကြံတွေပဲဖြစ်ပါတယ်။ ဒါရင်မကပဲရုရှားရဲ့တန်ချက်ကရင်2200ကျော်ဟာယူကရိန်းမှာဖုံမှုန့်တွေဖြစ်ပြောင်းလဲသွားခဲ့ပြီးပူတင်ဟာအခြားရင်နဲ့လောင်စာတင့်ကား46432စီးအမြောက်စနစ်2800ကျော်နဲ့ရုရှားရဲ့ဒုံးပစ်လွှတ်စနစ်မျိုးစုံ1383ခုကိုဆုံးရှုံးခဲ့ပါတယ်။ယူကရိန်းဟာရုရှားရဲ့လေကြောင်းရန်ကာကွယ်ရေးစနစ်1146ခုကိုဖျက်ဆီးခဲ့ပြီးယူကရိန်းရဲ့ဒရုန်းတွေနဲ့အခြားလေကြောင်းတိုက်ခိုက်မှုတွေအတွက်ရုရှားနေမြေတဲကိုလမ်းကြောင်းဖောက်လမ်းပေးခဲ့ပါတယ်။ 2022ခုနှစ်ဖေဖော်ဝါရီလကတည်းကရုရှားရဲ့စစ်လင်ယာဉ်380စီးနဲ့ပူတင်ရဲ့ရဟတ်ယာဉ်335စီးကိုဖျက်ဆီးခဲ့ပါတယ်။တချိန်ကပူတင်ရဲ့တောင်ပိုင်းနဲ့အရှေ့ယူကရိန်းဗျူဟာအတွက်အဓိကအချက်ချလို့ယူဆခဲ့တဲ့ပင်လယ်နဲ့ရေတပ်ဟာလည်းကျဆုံးနေပြီးအဲ့ဒီရေတပ်ဟာသင်္ဘော28စီးနဲ့ရေငုပ်သင်္ဘော2စီးကိုဆုံးရှုံးခဲ့ပါတယ်။ရုရှားရဲ့ပင်လယ်နဲ့ရေတပ်ဟာအခြားရေတပ်ပိုင်ဆိုင်မှုတွေနဲ့ပြန်လည်ဖြည့်တင်းနိုင်ခြင်းမရှိပါဘူး။ ်ပူတင်ကယူကရိန်းကိုကျူးကျော်ဝင်ရောက်ပြီးရက်သတ္တပတ်အနည်းငယ်အကြာမှာတူရကီနိုင်ငံကနိုင်ငံတကာဥပဒေတစ်ခုကိုကျင့်သုံးခဲ့ပြီးညီတိနိုင်ငံမှာစစ်သင်းမောတွေကိုပင်လယ်နဲ့ထဲသို့ဝင်ရောက်ခွင့်ပိတ်ပင်ခဲ့ပါတယ်။တူရကီဟာအဲ့ဒီရေပြင်ရဲ့ဂိတ်ဆောင်ဖြစ်ပြီးပင်လယ်နဲ့ကို AGN ပင်လယ်နဲ့မြေထဲပင်လယ်တို့နဲ့ဆက်သွယ်ပြီးတဲ့ Bosphorus ရေလက်ကြား Dardanelles ရေလက်ကြားကိုထိန်းချုပ်ထားပါတယ်။တူရကီကအဲ့ဒီလမ်းကြောင်းတွေကိုရုရှားစစ်သင်းမောတွေအတွက်ပိတ်ပင်နေမြေဖြစ်သတ်မှတ်ခဲ့ပြီး ်ပယ်လယ်နက်ရေတပ်ဟာဒီအကြောင်းကြောင့်ပြိုကွဲလာနေပါတယ်ဒရုန်းတွေပဲမှာတော့ရုရှားဟာရုံးကန်နေရပါတယ်ပူတင်ဟာယူကရိန်းမှာဒုံးကျည်နဲ့ဘုံးကျဲတိုက်ခိုက်မှုတွေကို ထောက်ပံ့မှုလူမဲ့ဝေဟင်ရှင်တွေကိုအားကိုးခဲ့ပေမဲ့ယူကရိန်းကဒရုန်း3,4189စီးကိုဖျက်ဆီးခဲ့ပါတယ်ဒါဟာရုရှားကနီးပြူဟာတွေစမ်းသစ်ပြောင်းလဲလိုက်ရင်တော့ကြီးမားတဲ့ဆုံးရှုံးမှုတွေကိုဆက်လက်ကြုံတွေ့နေရတာကိုပြသပါတယ် ဆုံးရှုံးသွားတဲ့စစ်သားတဦးစီစစ်ပစ္စည်းတစ်ခုစီဟာရုရှားရဲ့စစ်ရင်အားကိုအားနည်းစေပြီးဒီအားနည်းမှုနဲ့အတူပူတင်ကျူးကျော်မှုစစ်ပွဲဖြစ်ပြောင်းလဲသွားပြီးကြတဲ့ကအားကိုးခဲ့တဲ့မြေပြင်ထိုးစစ်ဆင်မှုတွေလှုပ်ဆောင်နိုင်စွမ်းလျော့ကျလာပါတယ်။အားနည်းနေတဲ့ရုရှားတပ်ဖွဲ့တွေဟာတိုက်ခိုက်နိုင်စွမ်းမရှိတော့သလိုယူကရိန်းတွက်ပြင်းမှတ်ထားဖြည့်ဆည်းရတာလည်းပုံမလွယ်ကူလာပါတယ်။ဒါဟာဒီနေ့ခေတ်မှာဒီလောက်ကြီးမားတဲ့ဆုံးရှုံးမှုကဏ္ဍတွေကိုတွေ့မြင်ရတဲ့အကြောင်းအမျိုးမျိုးတွေကတစ်ခုဖြစ်ပါတယ်။ ်မေလ9ရက်နေ့မှာ BBC ကစိတ်ဝင်စားစရာကောင်းတဲ့အစီရင်ခံစာတစ်ခုကိုထုတ်ပြန်ခဲ့ပြီး2024ခုနှစ်မှာရုရှားစစ်သား45,289ဦးသေဆုံးခဲ့တယ်လို့ဖော်ပြခဲ့ပါတယ်။ဒီကနန်းတွေဟာအနည်းငယ်နည်းနေပြီးရန်အနည်းငယ်ကြာ KF Independent ကမျှဝေခဲ့တဲ့ကနန်းတွေနဲ့နှိုင်းယှဉ်ရင်သိသာစွာကွာခြားပါတယ်။ဒီအတွက်အကြောင်းပြချက်ကောင်းတစ်ခုရှိပါတယ်။ BBC ကအတည်ပြုနိုင်တဲ့သေဆုံးမှုကနန်းတွေကိုအသုံးပြုနေပြီး KF Independent ကတော့ယူကရိန်းရဲ့ရုရှားထိခိုက်သေဆုံးမှုအစီရင်ခံစာတွေကိုအခြေခံထားပါတယ်။ ယူကရိန်းရဲ့အဆိုအရ2024ခုနှစ်မှာရုရှားထိခိုက်သေဆုံးမှုအမှန်တကယ်ကနန်းဟာ4300နီးပါးရှိခဲ့ပြီးဒီထဲကဗနက်ဦးဟာသေဆုံးခဲ့တာဖမ်းဆီးခံရတာဒါမှမဟုတ်ဒဏ်ရာရခဲ့တာလည်းဆိုတာကိုမဖော်ပြထားပါဘူး BBC ကိုရိုင်းကလည်းဒီကကနန်းကွာခြားမှုကိုသတိပြုမိပြီးသူတို့ရဲ့သေဆုံးမှုကနန်းတွေဟာယူကရိန်းမှာဖြစ်ပွားခဲ့တဲ့ရုရှားသေဆုံးမှုအမှန်ရဲ့45ရာခိုင်နှုန်းကနေ65ရာခိုင်နှုန်းပဲလွှမ်းခြုံနိုင်မယ်လို့ဖော်ပြထားပါတယ်ဒါပေမဲ့ဒီကနန်းတွေက ရုရှားရဲ့ယူကရိန်းနယ်မြေတိမ်းပိုက်မှုနှုံးထနဲ့နယ်မြေယူဖို့ခံစားရတဲ့ဆုံးရှုံးမှုတွေအကြောင်းစိတ်ဝင်စားစရာတစ်ခုကိုဖော်ပြပါတယ်။ BBC ရဲ့ကနန်းတွေအရရုရှားဟာ2024ခုနှစ်မှာယူကရိန်းရဲ့တစ်စတူယန်ကီလိုမီတာကိုတိမ်းပိုက်ဖို့စစ်သား28ဦးကိုတေဆုံးရတယ်လို့ဆိုပါတယ်။ရုရှားရဲ့နယ်မြေတိမ်းပိုက်မှုအတွက်ဆုံးရှုံးမှုတွေဟာတစ်စတူယန်မိုင်း3.38လျင်စစ်သား28ဦးတေဆုံးမှုနဲ့ညီမျှပါတယ်။ ဒီဆုံးရှုံးမှုတွေမှာရုရှားရဲ့လေဒီတပ်ဖွဲ့ဝင်3400ကျော်ရေတပ်သား1400အထူးတပ်ဖွဲ့စစ်သား600နဲ့ဖက်ဒရယ်လုံခြုံရေးဝန်ဆောင်မှု agent 132ဦးပါဝင်ပါတယ်။ဒါဟာနယ်မြေအနေငယ်သိမ်းယူဖို့အတွက်အထူးကျွမ်းကျင်သူတွေအများအပြားဆုံးရှုံးခဲ့ရတာပါ။ယူကရိန်းရဲ့2024ခုနှစ်ဆုံးရှုံးမှုကဏ္ဍတွေကိုဒီနယ်မြေသိမ်းပိုက်မှုတွေနဲ့ပေါင်းစပ်ကြည့်ရင်ပူတင်အတွက်ပုံမိုဆိုးရွားတဲ့ရလဒ်တွေထွက်ပေါ်လာပါတယ်။ ယူကရိန်းရဲ့စစ်ရင်ခံစားရာဆုံးရှုံးမှု4300ကို BBC ရဲ့သေဆုံးမှုကဏ္ဍ4258နဲ့စားထွက်ရင်6.49စရလက်ထွက်လာပြီးဒီနံပါတ်ကို BBC ကဖော်ပြတဲ့2024ခုနှစ်မှာရုရှားသိမ်းယူခဲ့တဲ့ Test 2ရဲ့မိုင်3.38ရင်သေဆုံးမှု28ဦးနဲ့မြောက်လိုက်ရင်ပူတင်က2024ခုနှစ်မှာယူကရိန်းမှာ Test 2ရဲ့မိုင်3.38သိမ်းယူဖို့ရုရှားစစ်သား256ဦးခန့်ကိုသေဆုံးမှုဒဏ်ရာရမှု ဒါမှမဟုတ်ဖမ်းဆီးခံရမှုတွေနဲ့ဆုံးရှုံးခဲ့ရပါတယ်။ပူတင်ဟာရုရှားစစ်တပ်ရဲ့လူဝင်အားအများပြားနဲ့အတွေ့အကြုံအများများပြီးထူးချွန်တဲ့စစ်သားတွေကို2024ခုနှစ်အကုန်မှာယူကရိန်းရဲ့20ရာခိုင်နှုန်းခန့်ကိုထိန်းချုပ်နိုင်ဖို့တုံးဆွဲခဲ့ရပါတယ်။လူဝင်အားရှူတောင်းကနေရုရှားစစ်တပ်ရဲ့ကြီးမားတဲ့အားနည်းမှုဟာပူတင်ရဲ့စစ်ရေးလှုပ်ရှားမှုတွေအပေါ်သိတာတဲ့ဆက်ဆက်အကျိုးသက်ရောက်မှုတွေဖြစ်ပေါ်စေခဲ့ပါတယ်။2025ခုနှစ်ဟာရုရှားအတွက်နေမြေသိမ်းယူမှုအပိုင်းမှာဆိုးရွားတဲ့နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။ ဧပြီလမှာ AI Jazara အစီရင်ခံတာနှစ်ခုကိုမျှဝေခဲ့ပြီးတစ်ခုကိုစစ်ပွဲလစ်လာရေး Institute ISW ကဖန်တီးခဲ့ပြီးနောက်တစ်ခုကိုပြည်ထောင်နိုင်ငံရဲ့ကာကွယ်ရေးဝန်ကြီးဌာန MOD ကဖန်တီးခဲ့ပါတယ်။ဒီအစီရင်ခံတာနှစ်ခုသလုံးက2025ခုနှစ်မှာရုရှားရဲ့နေမည်သိမ်းယူမှုတွေတိတာတာနှိကွေးသွားခဲ့တယ်လို့ဖော်ပြပါတယ်။ ISW ရဲ့ကဏ္ဍတွေကပူတင်အတွက်အနေငယ်ပိုကောင်းတဲ့ရလဒ်တွေကိုပြသပါပြီး ဇန်နဝါရီလမှာရုရှားကယူကရိန်းရဲ့165စတူရဲမိုင်ကို သိမ်းယူနိုင်ခဲ့ပြီးဖေဖော်ဝါရီလမှာ138စတူရဲမိုင်အထိကျဆင်းသွားကမက်ရှလာမှာ88စတူရဲမိုင်အထိနီးပါးအနှိမ်ဆုံးရောက်ခဲ့တယ်လို့ဆိုပါတယ်ဆိုလိုတာက2025ခုနှစ်ရဲ့ပထမ3လအတွင်းရုရှားရဲ့နေမည်သိမ်းယူမှုတွေဟာထပ်ဝက်ကျော်လျော့ကျသွားခဲ့ပါတယ်ဒီတိုင်နိုင်ငံရဲ့ကာကွယ်ရေးဝန်ကြီးဌာနရဲ့ကနန်းတွေကပုံမိုးဆိုးရပြီးဇန်နဝါရီလမှာရုရှားကယူကရိန်းရဲ့126စတူရဲမိုင်ပဲသိမ်းယူနိုင်ခဲ့ပြီး ဖေဖော်ဝါရီလမှာ86စတူရန်မိုင်အထိကျဆင်းသွားကဒါဟာ ISW ရဲ့ match လကဏန်းတွေထပ်တောင်းနှိမ့်ကြပြီး match လမှာ55စတူရန်မိုင်ပဲတင်းယူနိုင်ခဲ့ပါတယ်။ Euromaidan Press ရဲ့အဆိုအရ April လမှာ Russia က Ukraine ရဲ့68စတူရန်မိုင်ကိုတင်းယူခဲ့ပြီးဒါဟာ ISW နဲ့ MOD ရဲ့ match လကဏန်းတွေကြားမှာရှိနေပါတယ်။ဆိုလိုတာကနေမြေသိမ်းယူမှုမှာတိုးတက်မှုမရှိခဲ့ပဲဆုံးရှုံးမှုတွေကတော့ဆက်လက်ကြီးမားနေသေးပါ ဆောင်းရာသီကနေရွေဦးရာစုတို့ကူးပြောင်းလာတာဟာပူတင်ရဲ့တပ်ဖွဲ့တွေအတွက်တိတာရဲပြောင်းလဲမှုမဖြစ်ပေါ်စေခဲ့ပါဘူး။ထိုးစစ်ဆင်မှုတွေရဲ့အင်အားတွေကိုတိုးမြင့်တဲ့အချိန်မှာရုရှားတပ်ဖွဲ့တွေဟာပုံမအားနယ်လာပြီးတလနှင်းနေမြေသိမ်းယူမှုဟာကျူးကျော်မှုစတင်ခဲ့တဲ့အချိန်ကထက်အနည်းဆုံးအဆင့်ဖြစ်နေပါတယ်။ဒါအားလုံးဟာအရင်ကဖော်ပြခဲ့တဲ့ရုရှားရဲ့ကြီးမားတဲ့ဆုံးရှုံးမှုကဏ္ဍတွေနဲ့ဆက်စပ်နေပါတယ်။ရုရှားစစ်သား၉သိန်းခွဲကျော်ဆုံးရှုံးခဲ့ရပြီး ဒီထဲမှာရုရှားရဲ့ဝိုင်းရဲစစ်သားတွေနဲ့စစ်ရေးအထူးကျွမ်းကျင်သူတွေအများပြားပါဝင်နေတာကြောင့်2025ခုနှစ်မှာရုရှားရဲ့ထိုးစစ်ဆင်မှုတွေဟာအလွန်အားနည်းလာခဲ့ပါတယ်။ပူတင်ဟာယူကရိန်းရဲ့ခုခံမှုတွေကိုဖောက်ထွင်းနိုင်မယ်လို့မျှော်လင့်ပြီးစစ်သားတွေကို ပြစ်မှတ်ဖြစ်ပို့လွှတ်တာထက်ဘာမှမလုပ်နိုင်တော့ပါဘူး။အခုစစ်သားတွေဟာ2022ခုနှစ်ကပူတင်မှာရှိခဲ့တဲ့စစ်သားတွေထက်အဆပေါင်းများစွာအားနည်းနေပါတယ်။သူတို့ဟာတင်တန်းတေချာမရရှိထားသလို များသောအားဖြင့်မလိုလားပဲစစ်မှုထမ်းအမိန့်ရသူတွေနဲ့စာချုပ်စစ်သားတွေဖြစ်ပြီးယူကရိန်းမှာတိုက်ချင်စိတ်မရှိကြပါဘူး။ဒါကိုရုရှားရဲ့ပုံမဆိုးရလာတဲ့စက်ပစ္စည်းအခြေအနေနဲ့ပေါင်းစပ်လိုက်ရင်ပျက်စီးဖို့အာမခံထားတဲ့တိုက်ခိုက်ရေးအင်အားတစ်ခုကိုရရှိပါတယ်။ပူတင်ကသူ့ရဲ့စစ်တပ်ကိုနေ့စဉ်အင်အားဖြည့်တင်နေရပြီးဒါဟာတခုတည်းသောရလက်စီကိုဦးတည်နေပါတယ်။2025ခုနှစ်ရဲ့ကြံရှိတဲ့အချိန်တွေဟာရုရှားအတွက်လည်းဆိုးရွားနေအောင်ပါ။ မေလ3ရက်နေ့မှာ Euromaidan Press က2025ခုနှစ်ရဲ့ပထမလေးလအတွင်းရုရှားရဲ့ထိခိုက်ဒေဆုံးမှုတုံးကိုမျှဝေခဲ့ပါတယ်။ဒါဟာကြီးမာပြီး2024ခုနှစ်မှာတွေ့မြင်ခဲ့ရတာထက်တောင်ပိုကြီးပါတယ်။အဲဒီသတင်းဌာနရဲ့အဆိုအရဒီနှစ်တွင်ရုရှားဟာစစ်သား3,600ကိုဒေဆုံးဒဏ်ရာရဒါမှမဟုတ်ဖမ်းဆီးခံရမှုတွေနဲ့ဆုံးရှုံးခဲ့ပါတယ်။2025ခုနှစ်ရဲ့ပထမ3လအတွက်ဒီကနန်းကို3လမြောက်လိုက်ရင် ဆုံးရှုံးမှုတုံး4,800အထိရရှိနိုင်ပြီး ဒါဟာ2024ခုနှစ်တက်စစ်သား9000ပုံမှုဆုံးရှုံးခဲ့တာပါဒါဟာရုရှားစစ်တပ်ရဲ့ဖျက်ဆီးခံရမှုကိုထပ်မံပြသပြီးပူတင်ရဲ့စစ်ဗျူဟာဟာယူကရိန်းရဲ့အင်အားတွေကိုအင်အားဖြည့်တင်းမှုရည်ရွယ်ခဲ့ပေမဲ့သူ့ရဲ့အင်အားတွေကိုပဲအင်အားဖြည့်တင်းနေပါတယ် ISW ရဲ့2025ခုနှစ်ပထမ3လအတွက်ထိန်းသိမ်းထားတဲ့နယ်မြေသိမ်းယူမှု380စတူရန်ပိုင်ရရှိပါတယ်ယူရိုမီဒန်ရဲ့ဧပြီလအတွက်68စတူရန်ပိုင်ကိုထပ်ထည့်လိုက်ရင် စုစုပေါင်း448စတူရန်မိုင်ကိုစစ်သား36000ဆုံးရှုံးမှုနဲ့ရရှိခဲ့ပါတယ်။ဒါဟာတစ်စတူရန်မိုင်လျှင်စစ်သား359ဦးဆုံးရှုံးခဲ့ရတာနဲ့ညီမျှပြီး BBC က2024ခုနှစ်အတွက်ဖော်ပြခဲ့တဲ့တမိုင်လျှင်ဆုံးရှုံးခဲ့ရတဲ့စစ်သားရေထွက်တတောင်ပိုများနေပါတယ်။ဒီကနန်းတွေကို2025ခုနှစ်ရဲ့ကြန့်ရှိနေတဲ့အချိန်တွေအတွက်ကြည့်ရင်ရုရှားဟာယူကရိန်းရဲ့1140စတူရန်မိုင်ခန့်ကိုပဲသိမ်းယူနိုင်မှာဖြစ်ပြီးစစ်ပွဲအတွင်းအမြင့်ဆုံးဆုံးရှုံးမှုတွေနဲ့ရင်ဆိုင်ရမှာပါ။ ယူကရိန်းရဲ့တရားဝင် website အရပူတင်ရဲ့ပြစ်မှတ်ဟာ2,300,000စတူရန်မိုင်ဖြစ်ပါတယ်2024ခုနှစ်ကမှရုရှားဟာယူကရိန်းရဲ့နယ်မြေ20ရာခိုင်နှုန်းခန့်ဆူလိုတာက4,6606စတူရန်မိုင်ခန့်ကိုသိမ်းပိုက်ထားပါတယ်ဒါက2025ခုနှစ်အစမှာ38,624စတူရန်မိုင်ကျန်ရှိနေသေးတယ်လို့ဆိုလိုပါတယ်ရုရှားဟာ2025ခုနှစ်မှာ1140စတူရန်မိုင်ပဲသိမ်းယူနိုင်ပေမဲ့ လက်ရှိတိုးတက်မှုလုံးနဲ့ယူကရိန်းကိုအပြည့်အဝသိမ်းပိုက်ဖို့ရုရှားတပ်ဖွဲ့တွေအတွက်နောက်ထပ်163နှစ်လိုအပ်မှာပါရုရှားကကီယက်မြို့ကိုသိမ်းပိုက်နိုင်ခဲ့ရင်ယူကရိန်းရဲ့ကျယ်နံမြေတွေလည်းပြိုကျသွားနိုင်ပါတယ်ပူတင်ဟာ2024ခုနှစ်ရဲ့ပထမလအနိုင်ငယ်အတွင်းကလိုပဲဒီနှစ်နောက်ပိုင်းမှာရုရှားရဲ့တိုက်ခိုက်မှုတွေကိုပုံမပြင်းထန်စေနိုင်ပြီးနယ်မြေပုံမသိမ်းယူဖို့ဦးတည်နိုင်ပါတယ်ဒါပေမဲ့ဒီလိုလုပ်ရတာဟာစစ်သားနဲ့ဆက်ပစ္စည်းတွေပုံမဆုံးရှုံးမှုနဲ့လဲလှယ်ရပွဲရှိပါတယ် ဒါတောင်မှရက်အနှိုင်းငယ်တွင်ပြီးဆုံးမှုရည်ရထားတဲ့အထူးစည်ရေးလှုပ်ရှားမှုလို့ယူဆထားတဲ့စစ်ပွဲဟာယာသူနှစ်တစ်ခုကျော်ကြာရှည်လာခဲ့ပြီးရုရှားဟာလုံးဝပြီးဆုံးသွားပြီလို့ဆိုနိုင်ပါတယ်။ရုရှားကယူကရိန်းမှာအနိုင်ရခဲ့ရင်တော့ဒီကာလအတွင်းဆုံးရှုံးမှုတွေရဲ့အတိုင်းအတာဟာအလွန်ကြီးမားလွန်းလို့ရုရှားနိုင်ငံဟာအရင်ကအင်အားကြီးမားတဲ့ပုံရိပ်ရဲ့အယိုးစုတစ်ခုပဲကျန်ရင်ပါပါ။ယူကရိန်းအတွက်လည်းဒီအခြေအနေဟာထပ်တူဖြစ်ပေမဲ့ပူတင်ရဲ့ဒီစစ်ပွဲကိုဆိုးရွားစွာကင်နေခဲ့တဲ့ချင်းကပ်မှုကြောင့် ရုရှားရဲ့အာဏာမှုဟာနိုင်ငံရေးအဆင့်မှာအရေးမပါတဲ့နိုင်ငံတစ်ခုဖြစ်စေမှာပါရုရှားနိုင်ငံဟာသူ့လူလူပြိုကျမသွားခဲ့ရင်တော့တရုတ်လိုနိုင်ငံတွေအတွက်အလွယ်တကူခြေလှယ်နိုင်တဲ့ပြစ်မှတ်ဖြစ်လာမှာဖြစ်ပြီးအမေရိကန်ပြည်ထောင်စုအတွက်ရန်သူအဖြစ်သိတာတဲ့ချင်းချောက်မှုမဖြစ်တော့ပါဘူးယူကရိန်းစစ်ပွဲပြီးဆုံးသွားတဲ့အခါရုရှားအတွက်ချင်းနေဟာထင်သလောက်ဆိုးရွားမနေနိုင်ဘူးလို့တွေးကောင်းတွေးမိနိုင်ပါတယ်ပူတင်ဟာရုတ်တရက်နီးပြူဟာပါရမီရှင်တယောက်ဖြစ်လာပြီး စစ်သားတွေတိတ်မဆုံးရှုံးပဲနေမြေသိမ်းယူမှုတွေပြန်လည်စတင်နိုင်မယ်နီလန်းတစ်ခုကိုတီထွင်နိုင်မယ်လို့ယူဆနိုင်ပါတယ်။ဒါပေမဲ့သူဒီလိုလုပ်မယ်ဆိုရင်အခုချက်ချင်းစတင်လှုပ်ဆောင်မှုလိုအပ်ပါတယ်။ရုရှားရဲ့နေစဉ်ထိခိုက်သေးဆုံးမှုကဏ္ဍတွေဟာဆက်လက်ဆိုးရွားနေပြီးဒီဆုံးရှုံးမှုတွေအားလုံးရှိခဲ့ပေမဲ့ပူတင်မှာအစီအစဉ်အစ်တစ်ခုမရှိဘူးဆိုတာကိုရှင်းလင်းစွာပြသနေပါတယ်။ဧပြီလ28ရက်နေ့ကိုပြန်ကြည့်ရင်ရုရှားအတွက်စိုးရိမ်စရာပုံစံတစ်ခုပေါ်ထွက်လာတာကိုတွေ့ရပါတယ်။ အဲ့ဒီနေ့မှာရုရှားဟာယူကရိန်းရဲ့ခိုင်မာတဲ့ခုခံမှုကြောင့်စစ်သား1030ဦးနဲ့တင်ကား၈စီးကိုဆုံးရှုံးခဲ့ပါတယ်။ဒီ24နှစ်အတွင်းရုရှားရဲ့အမြောက်စနစ်42ခုလည်းဖျက်ဆီးခံရပါတယ်။ဒီနေ့စဉ်ကနန်းတွေဟာဆိုးရွားပြီးပုံမှန်ပုံမှုဆိုးရွားလာဖို့ပဲရှိပါတယ်။မေလ3ရက်နေ့မှာရုရှားရဲ့စစ်သားဆုံးရှုံးမှုဟာတရက်ထဲမှာ1180ဦးထိမြင့်တက်သွားပြီးဧပြီလ26ရက်နေ့ကထက်အမြောက်စနစ်6ခုထပ်မံဆုံးရှုံးခဲ့ပါတယ်။ ဒါပေမဲ့ပူတင်အတွက်အနေငယ်ပြောရမယ့်အချက်တစ်ခုရှိခဲ့ပြီးမေလ၂ရက်နေ့မှာတင်ကား၈စီးမဟုတ်ပဲ၄စီးပဲဆုံရှုံခဲ့ပါတယ်။နောက်တစ်ရက်ကိုဆက်ကြည့်ရင်စစ်သား1340ဦးသေဆုံးဒါမှမဟုတ်ဒဏ်ရာရမှု တင်ကား၁၇စီးဆုံရှုံမှုနဲ့ American ရဲ့ AIM-9M ဒုံးကျည်တပ်ဆင်ထားတဲ့ drone လှေတွေနဲ့ပင်လယ်နက်ပေါ်မှာပစ်ချခံရတဲ့စစ်လေယာဉ်၂စီးပါဝင်ပါတယ်။ဧပြီလကုန်နဲ့မေလအစမှာရုရှားရဲ့နေစဉ်ဆုံရှုံမှုတွေကမြင့်တက်လာနေပြီး ူတင်ရဲ့တပ်ဖွဲ့တွေဟာဒီဆုံးရှုံးမှုတွေအတွက်ပြန်လည်ရရှိတဲ့နေပြည်တော်ပမာဏနှဲပါလာနေတဲ့ပုံစံတစ်ခုကိုတင်လဲစတင်တွေ့မြင်နိုင်ပါတယ်။ဒီဆုံးရှုံးမှုတွေအားလုံးဟာရုရှားရဲ့ပျက်စီးမှုတွေကိုဆွဲချနေပါတယ်။ဒီနေ့စဉ်ဆုံးရှုံးမှုတွေကပူတင်မှာအကြမ်းစီတစ်တွေကုံဆုံးသွားပြီဆိုတာကိုပြသနေပါတယ်။သူဟာဒီထိုင်းကို ထိမ့်မနိုင်တော့ပဲ2025ခုနှစ်အကုန်မတိုင်ခင်ရုရှားစစ်သားထောင်ပေါင်းများစွာထပ်မံတည်ဆုံသွားအောင်မှာပါ။ဒါပေမဲ့ရုရှားအတွက်အနေငယ်တောက်ပါတဲ့အချက်တခုရှိပါတယ်။ရုရှားဟာနောက်ဆုံးမှာ ကူရက်စ်ဒေတာမှာယူကရိန်းတပ်ဖွဲ့တွေကိုဖယ်ရှားနိုင်ခဲ့ပါတယ်2024ခုနှစ်မှာဩဂုတ်လမှာယူကရိန်းကရုရှားရဲ့ Krasnoyar Raft ဒေတာတွေကိုရဲရင်နဲ့ပြန်လည်ထိုးစစ်ဆင်မှုတစ်ခုကိုစတင်ခဲ့ပြီးယူကရိန်းတပ်ဖွဲ့တွေဟာရုရှားနယ်မြေအများပြားကိုသိမ်းယူနိုင်ခဲ့ပါတယ်အဲ့ဒီချိန်တုန်းကဒီလှုပ်ရှားမှုဟာကြီးမားတဲ့အောင်မြင်မှုဖြစ်ခဲ့ပြီးကူရက်စ်ဒေတာရဲ့ဒစိမ့်တစ်ပိုင်းကိုထိန်းသိမ်းထားခြင်းအဖြစ်ယူကရိန်းဟာအနာဂတ်ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာအသုံးပြုနိုင်မယ့်အားသာချက်တစ်ခုကိုရရှိခဲ့ပါတယ်။ ဒါဟာပူတင်အတွက်သင်ခန်းစာတစ်ခုနဲ့ကြီးမားတဲ့အရှက်ရမှုတစ်ခုကိုပေးအပ်ခဲ့ပြီးရုရှားတပ်ဖွဲ့တွေဟာသူတို့ရဲ့နယ်မြေတွင်ဘေးကင်းမှုမရှိတော့ဘူးဆိုတာကိုပြသခဲ့ပါတယ်။ဧပြီလ28ရက်နေ့ကိုကြည့်ရင်ရုရှားကကူရက်စ်ဒေသမှာယူကရိန်းကို နောက်ဆုံးဖယ်ရှားပြီးပြီလို့ကြေညာခဲ့ပါတယ်။ရုရှားရဲ့ထိပ်တန်းစစ်ဗိုလ်ချုပ်တဦးကအဲ့ဒီနေ့ဟာယူကရိန်းထိန်းသိမ်းထားတဲ့နောက်ဆုံးကျောက်ရွာကိုပြန်လည်သိမ်းယူတဲ့နေ့ဖြစ်တယ်လို့ပြောခဲ့ပါတယ်။ပူတင်ကသူ့ရဲ့စစ်သားတွေရဲ့တပ်တိနဲ့ ကူရက်စ်ဒေတာပြန်လည်သိမ်းယူဖို့ရုရှားကစစ်သားစုဆောင်ထားတဲ့မြောက်ကိုရီးယားတပ်ဖွဲ့တွေရဲ့သူရဲကောင်းဆန်မှုကိုချီးကျူးခဲ့ပါတယ်။ဒါကိုဖြစ်ပြီးနောက်မှာထပ်ပြီးစဉ်းစားကြည့်ရင်ရုရှားဟာမြောက်ကိုရီးယားစစ်သားတွေကိုအုံပြရတဲ့အချက်ကပဲရုရှားနိုင်ငံမှာလူဝင်အားပြဿနာရှိနေတယ်ဆိုတာနောက်ထပ်လက္ခဏာတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ရုရှားဟာကြီးမားတဲ့အောင်မြင်မှုတစ်ခုကိုဂုဏ်ယူခဲ့ပြီးယူကရိန်းကရုရှားရဲ့အောင်ပွဲခံမှုတွေဟာအချိန်မတန်ခင်ဖြစ်နေတယ်လို့ပြောဆိုပေမဲ့ Riders ကဖော်ပြခဲ့တဲ့အတိုင်းကူရက်စ်ဒေတာပြန်လည်သိမ်းယူမှုက ရုရှားရဲ့ပြစ်ခတ်ရစဲရေးဆွေးနွေးမှုမှာအ धिक အတားအဆီးတစ်ခုကိုဖယ်ရှားပေးခဲ့ပါတယ်။ယူကရိန်းဟာသူ့ရဲ့အားသာချက်ကိုဆုံးရှုံးခဲ့ပြီးကူရက်စ်ဒေတာမှာဆက်လက်တိုက်ခိုက်နေပေမဲ့ရုရှားကဒီအိုဘလက်စ်ဒေတာရဲ့အများစုကို ပြန်လည်သိမ်းယူခဲ့တာကိုငြင်းလို့မရပါဘူး။အခုချိန်မှာနှစ်ဖက်စလုံးဆွေးနွေးပွဲစပွဲမှာထိုင်လာခဲ့ရင်ယူကရိန်းဟာနယ်မြေဖလှယ်မှုတွေကူရက်စ်ဒေတာကိုအသုံးမပြုနိုင်တော့ပါဘူး။ဒီအကြောင်းအရာတွေဟာရုရှားရဲ့ပြီးဆုံးသွားပြီဆိုတဲ့အခြေအနေနဲ့ဘလို့ဆက်ဆက်နေတယ်လဲဆိုတော့ ဒါအားလုံးဟာထိခိုက်တေဆုံးမှုပြဿနာစီကိုပြန်ရောက်လာပါတယ်။ပူတင်ဟာကူရက်စ်ဒေတာပြန်လည်သိမ်းယူဖို့ရုရှားစစ်သားတွေအများပြားကိုစွန့်လွတ်အနစ်နာခံခဲ့ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။